ဒီနေ့ကြာရင်သိရမှာပဲသိခြင်းတရားကိုစင်ကြင်အောင်မေ့မှုဟာဝိပဿနာလှုပ်အားထုတ်မှုကိုအင်အားကြီးမားစွာနဲ့အထောက်အကူပြုတယ်သိခြင်းတရားကိုမစင်ကြင်မိတဲ့ပုံကုန်များကတော့အကာအလုတ်တွေနဲ့ပဲအချိန်ကုန်နေတတ်တယ်အနှစ်သာရရှိတဲ့အလုတ်တွေကိုမေ့လျော့ပြီးနေတတ်ကြတယ်လောကီအာယုံကာမဂုဏ်ချမ်းသာတွေကို ခံစားနေတယ်မကောင်းမှုတွေးရိုက်တွေကို ပြုလုပ်နေတယ်ဆိုတာကတော့ အကာအလုပ်တွေလုပ်နေတယ်ဆိုတာထင်ရှားပြီးသားပါအဲ့ဒီအကာအလုပ်တွေမလုပ်ပါဘူးကုသိုလ်အလုပ်တွေပဲလုပ်နေတယ်လို့ဆိုပြန်တော့လေကုသိုလ်အမိခံထားတဲ့အပေါ်ယံဂုံပကတနာထင်ပေါ်ကျော်ကြားမှုလက်လာပါအဆရှိတဲ့အကျိုးတွေအတွက်ပဲအချင်းကုန်လေတက်ကြတယ်အဲ့ဒီအလုပ်တွေလုပ်နေတာလေအကာအလုပ်တွေနဲ့အချင်းကုန်နေချင်းပါပဲအဲ့ဒီအကာကိစ္စတွေလည်းမလုပ်ပါဘူး နစ်စစ်အနစ်မှန်ဖြစ်တဲ့ဝိပဿနာအလုပ်ကိုပဲအားထုတ်တယ်လို့ဆိုပြန်တော့လေအဲ့ဒီဝိပဿနာအလုပ်ကိုအေးအေးဆေးဆေးပေါ့ပေါ့ရွှော်ရွှော်နဲ့ဖြစ်ဖြစ်လေးလေးအားထုတ်နေတတ်ကြတယ်တေခြင်းတရားကိုမစင်ခြင်းမိဘူးဆိုရင်ပေါ့တေခြင်းတရားကိုစင်ခြင်းမိတဲ့ပုဂ္ဂိုလ်ကတော့ဝိပဿနာအလုပ်ကိုအရှိန်ဟုန်ကောင်းကောင်းအင်အားပါပါစွမ်းရည်ပြပြနဲ့လုပ်ဖြစ်ပါတယ်ဒါနအလုပ်သီလအလုပ်သမထအလုပ်တွေကိုလည်း အကွက်စစ်စစ်အနှစ်ပါပါစံချိန်မျက်များနဲ့တင်းတင်းရင်ရင်လှုပ်ဖြစ်ပါတယ်။ဒါကြောင့်အပေါ်ရန်အကာအလုပ်တွေနဲ့အချိန်မကုန်ကြစေပဲနဲ့အနှစ်စစ်အနှစ်မှန်ဖြစ်တဲ့အလုပ်တွေကိုဥစားပေးပြီးလုပ်နိုင်ဖို့အတွက်တည်ခြင်းတရားကိုအမြဲမပြတ်ဆင်ခြင်ကြရမယ်။၁တနေ့ကြရင်တရားမှာပဲဆိုတဲ့အသည့်၂အချိန်မီးတည်သွားနိုင်တယ်ဆိုတဲ့အသည့်နှလုံးသားထဲမှာဆွဆွမြဲမြဲရှိနေအောင်ကြိုးစားကြရမယ်။ ဒီနေ့ကျရင်တရားမှာပဲဆိုရက်အတိကတော့သေခြင်းတရားကိုအဝေးမှာထားပြီးစင်ញင်တဲ့သဘောတက်ရောက်ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီစင်ញင်မှုကလိုအပ်တဲ့စင်ញင်မှုပါပဲ။ဒီနေ့ကျရင်တရားမှာပဲလို့စင်ញင်ထားတဲ့ပုဂ္ဂိုလ်ဟာလောကရန်တရားတွေနဲ့ကြုံတွေ့လာတဲ့အခါမှာခံနိုင်ရရှိပါတယ်။လူရယ်လို့ဖြစ်လာရင်တော့လောကရန်ဆိုတာတပါးပါသို့မဟုတ်တပါးထက်များစွာကိုကြုံတွေ့နေရတာကြီးပါပဲ။ လာဘောအလာဘော တခါတည်းမှာပစ္စည်းဥစ္စာတွေပြည့်စုံပြီးတခါတည်းမှာပစ္စည်းဥစ္စာချို့တယ်တဲ့ရတော့အရတော့တခါတည်းမှာအချမ်းရံတွေပေါ်များပြီးတခါတည်းမှာအချမ်းရံတွေကင်းမဲ့တယ်နေနာပတန်သာတခါတည်းမှာကဲရခံရပြီးတခါတည်းမှာချီးမွမ်းခံရတယ်ဒုက္ခံဒုက္ခံတခါတည်းမှာကိုယ်စိတ်နှစ်ပါးချမ်းသာပြီးတခါတည်းမှာကိုယ်စိတ်နှစ်ပါးဆင်းရဲတယ် အဲ့ဒီလိုအားဖြင့်လောကရန်၈ပါးတပါးပါးသူမဟုတ်တပါးထက်များတဲ့လောကရန်တွေ ਨੇ လူသားတွေဟာအချိန်တိုင်းအချိန်တိုင်းတွေ့ကြုံနေကြရတာပါပဲအဲ့ဒီလိုလောကရန်တွေ ਨੇ တွေ့ကြုံလာတဲ့အခါမှာတနည်းကြရင်တရားမှာပဲလို့ဆင်ញင်လိုက်မယ်ဆိုရင်ကြုံလာတဲ့လောကရန်ကိုခံနိုင်ရရှိသွားပါတယ်ကြုံတွေ့လာကမှကောက်ခါငင်ကဆင်ញင်မယ်ဆိုရင်တော့သိစိတ်မချရဘူးလောကရန်တွေ ਨੇ မကြုံတွေ့သေးခင် ကြိုတင်ပြီးဆင်ခြင်ထားနိုင်မှစိတ်ချရမယ်။မကြုံတွေ့သေးခင်ဆိုတာကတော့အမှန်ကတော့လောကဓာတ်ဆိုတာကတော့အချိန်တိုင်းကြုံတွေ့နေတာကြီးပါပဲ။သို့တော်လည်းတိတိတသာဆိုတဲ့လောကဓာတ်တိတိတသာကောင်းတဲ့လောကဓာတ်ကိုမှ လူများက လောကဓာတ်လို့သတ်မှတ်ကြတော့အဲ့ဒီလိုတိတာထင်ရှားတဲ့လောကဓာတ်တွင်နဲ့မကြုံတွေ့ခင်ကတည်းကဒီနေ့ကြရင်သိရမှာပဲလို့ထက်ခါတက်ခါဆင်ခြင်ထားနိုင်မယ်။အင်အားပါအောင် ဆင်ញင်ထားနိုင်မယ်ဆိုရင်တကယ်တမ်းတိတာတင်ရှားတဲ့လောကဒဏ်ကြုံလာတဲ့အခါမှာတနည်းကြရင်တရားမှာပဲလို့ဆင်ញင်လိုက်ုံနဲ့လောကဒဏ်ကိုအလိုလျောက်ခံနိုင်ရှိသွားပါတယ်။ကောင်းတဲ့လောကဒဏ်မှာဖြစ်ဖြစ်ဆိုးတဲ့လောကဒဏ်မှာဖြစ်ဖြစ် လောကဒဏ်မှန်သမျှဘယ်လောကဒဏ်မှာမတည်မြဲပါဘူး။အကောင်းပြီးရင်အဆိုးလာနိုင်တယ်လို့အဆိုးပြီးရင်လည်းအကောင်းလာနိုင်တာပါပဲ။နေမင်းကြီးဟာအမြဲတမ်းထွက်ပေါ်ထွန်းနေပါဘူး။ချိန်တန်ရင်ချုပ်ွယ်မှောင်မှားရပါတယ်။ လာမင်းကြီးကလည်းအမြဲတမ်းစမ်းတက်ပြည့်ဖြူးမနေပါဘူးအချိန်တန်ရင်စုပ်ကြကွဲပါရပါတယ်လာပြည့်ရရှိရင်လာကွယ်ရရှိသလိုလာဆန်းရရှိရင် လာစိုးရလည်းရှိတာပါပဲလောကရန်တရားတွေဟာညီမင်းလာမင်းကြီးတွေနဲ့သဘောချင်းတူပါတယ်လောကရန်ကောင်းဆိုးအမျိုးမျိုးနဲ့တွေ့ကြုံလာတိုင်းစင်ကျင်ပွားများခံနိုင်အားရှိဖို့အတွက်မာဂဒေဝလင်္ကာလေးတစ်ခုလက်ဆောင်ပေးလိုက်ပါစေနေကိုပုံပြ လာကုန်ပုံထားမှတ်တုံညာလော့နေကားထွက်ဝင်ပေါ်ချုပ်တင်ဤလာပြီလာကွယ်ကြီး၍ငယ်ခဲ့ထို့နယ်မလွယ်လူခဘဲတို့အမြဲချမ်းသာ မရှိစွာရှင်တည်ခြင်းတရားစင်ញင်မှုရဲ့အစွမ်းတတ္တိဟာအင်မတန်အဝေါ်စရာကောင်းပါတယ်လောကရန်ခံနိုင်တဲ့စိတ်ဆွမ်းအားကိုတည်ခြင်းတရားပွားမြတ်မှုကဖန်တီးပေးနိုင်ပါတယ်တနည်းကြရင်တရားမှာပဲလို့စင်ញင်မှုဟာဘဝမှာ လူဝင်စနားတွေမများဖို့အတွက်ကိုလည်းအထောက်အကူပြုပါတယ်။လူသားတွေဟာအများအပြားဘဝမှာလူဝင်စနားတွေတိတ်များနေတတ်ကြပါတယ်။ဟိုဟာလည်းဖြစ်ခြင်းဒီဟာလည်းဖြစ်ခြင်းဟိုဟာလည်းလှုပ်ခြင်းဒီဟာလည်းလှုပ်ခြင်းဟိုဟာလည်းရခြင်းဒီဟာလည်းရခြင်းနဲ့လူဝင်စနားတွေများနေတတ်ကြတယ်။တချို့ကြတော့ကိုကိုယ်တိုင်ကလူဝင်စနားများုံနေမကဘူး။ကိုနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေအတွက်ပါ လူဝင်စနားများနေတတ်ကြတယ်။ကိုယ်နဲ့ပတ်သက်တဲ့ပုံကိုယ်တွေကို ဟိုကလည်းဖြစ်စေခြင်းဒီကလည်းဖြစ်စေခြင်းဟိုကလည်းလှုပ်စေခြင်းဒီကလည်းလှုပ်စေခြင်းဟိုကုံလေးလည်းယူစေခြင်းဒီကုံလေးလည်းယူစေခြင်းစသည်အားဖြင့်လူဝင်ဆန္ဒတွေများနေတတ်ကြတယ်။အဲ့ဒီလူဝင်ဆန္ဒတွေကဘဝအေးချမ်းမှုကိုဖြစ်စေတဲ့လူဝင်ဆန္ဒတွေဆိုရင်တော့တော်ပါသေးရဲ့ဘဝအေးချမ်းမှုကိုပျက်စီးစေတဲ့လူဝင်ဆန္ဒဆိုရင်တော့ဥပမာဂုံပကာသနာတို့ချင်းပေါ်ကြောကြမှုတို့အဲ့ဒီလိုလူဝင်ဆန္ဒမျိုးဆိုရင်တော့ အဲ့ဒီလိုရင်းဆန္ဒကိုအကောင့်ထဲပုံနေတဲ့အချိန်မှာလောဘစိတ်လောဘပူနဲ့ပြင်းမှန်းဆင်းရဲရပါတယ်။အကောင့်ထဲပေါ်လာလို့မိမိလိုချင်တဲ့ဂုံပကာသနထင်ပေါ်ကျော်ကြားမှုရပြန်တော့လေ။တောကစိတ်တောကပူနဲ့ပြင်းမှန်းဆင်းရဲရပါတယ်။ဂုံကြီးလေအပူကြီးလေထင်ပေါ်ကျော်ကြားလေပြင်းမှန်းဆင်းရဲလေပါပဲ။ဒီနေ့ကျရင်တရားမှာပဲလို့စင်ညင်ထားနိုင်တဲ့ပုံကိုဒီနေ့ကျရင်တရားမှာပဲဆိုတဲ့ခန်းစားချက် ချင်းနေရှားရှားဖြစ်နေတဲ့ပုဂ္ဂိုလ်ကတော့မိမိအတွက်လဲလူ희ဆန္ဒမများတော့တဲ့အတွက်ကြောင့်စိတ်အေးချမ်းပါတယ်။မိမိနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေအတွက်လဲလူ희ဆန္ဒမများတော့တဲ့အတွက်လဲမိမိနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်ကမိမိရဲ့လူ희ဆန္ဒကိုဖြည့်မပေးတဲ့အခါမှာစိတ်ပင်ပန်းဆင်းရဲခြင်းမဖြစ်တော့တဲ့အတွက်စိတ်အေးချမ်းရပါတယ်။လူတော်လာတဲ့ဘဝလေးမှာစိတ်အေးချမ်းစွာနေသွားရဖို့ကအဓိကပါပဲ။ဆရာတော်အရှင်ဆန္ဒအဓိကရွှေပါရမီတော်ရ မသေးခင်ဘာလုပ်ကြမလဲစာအုပ်မှကိုယ်ယူပူဇော်ပါသည်